တော့စစ်တပ်ထဲမှာတကယ်ပြောရရင်ဒါအဘနဲ့ပိုင်ဖို့မလိုဘူးအမနဲ့ပိုင်ဖို့ပဲလိုတယ်ဆိုတော့ဆိုရိုးစကားတကယ်ရှိခဲ့တာတကယ်ကိုရှိခဲ့တာအဲ့ဒါအမေရိကန်တကယ်လို့ဒါဒီလိုနေရာတွေကိုဝုန်းနဲ့လှုပ်လာပြီးဆိုတဲ့ခါကျရင်သူတို့တက်တည်တွေဖျောက်လို့မရတော့ဘူးတက်တည်တွေဖျောက်လို့မရတော့ဘူးလူတွေရွှေ့လို့မရတော့ဘူးခေါင်းဆောင်မိုင်းတွေပေါ့နော်တရုတ်ခေါင်းဆောင်မိုင်းတွေဒါရွှေ့လို့မရတော့ဘူးကြားဖြန့်ခေါင်းဆောင်မိုင်းတွေရွှေ့လို့မရတော့ဘူး မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ30ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီလကုန်ရက်လေးပေါ့နော်ဒီရက်မှာဒါထူးခြားတဲ့ဖြစ်စဉ်တွေလည်းရှိသလိုပေါ့နော်ဒါတွေ့မိတဲ့အကြောင်းအရာလေးအကြောင်းလည်းပြောချင်တာပေါ့လေနော်နောက်ပထမဆုံးတော့ဒါခန့်စီကျူခန့်စီကျူခန့်စီသူနဲ့ကျူကျူလာပေါ့နော်ဒီအကြောင်းလည်းရေးထားတဲ့ဟာလေးတွေ့လိုက်တယ်ပေါ့နော်အဲတချို့ကတော့ဒီအကြောင်းနဲ့ပတ်သက်လို့ပြောကြတယ်ဟာဒါသတင်းမှမဟုတ်တာပေါ့နော်ဒါခန့်စီသူကဒါကျူကျူလာရဲ့တာရင်တယောက်လို့ဖြစ်လာတယ်ဆိုတော့ပုံစံမျိုးပေါ့နော် အဲသူတို့ရဲ့ဂျားတွေကဆက်ဆံရေးတွေပြီးရင်ကျူးကျူးလာနဲ့ဒါတခြားသောသားတွေပေါ့နော်ဒူးနာသားတွေအကြောင်းနဲ့ပတ်သက်ပြီးရေးထားတဲ့သတင်းတွေ့လိုက်တာပေါ့လေနော်အဲဥစ္စာကဒါအရန်ကိုဒါလူပြောများနေတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်တယ်ဒါပေမဲ့ဒါဘာကြောင့်ကျွန်တော်တို့ကအခုလိုထည့်ပြောလဲဆိုတော့ဒီကောင်ကလည်းဘောမတကယ်တမ်းပြောရင်တကယ်ရှယ်မတဲ့ကောင်ပေါ့နော်ရှယ်ပလန်နဲ့မတဲ့ကောင်လုံးဝအာနာရှင်အတွက်အဲဒါအသက်ပေးမယ်ဆိုတဲ့ကောင်မျိုးပေါ့နော်အရန်ကိုဒါလူတင်ကျဲလှုပ်ရှင်တဲ့ကောင်မျိုးဒါပြန်လာပြီးဟဲ့ တမေးပြန်လာပြီဟေးဆိုတဲ့အခါကျရင်ရှေ့ဆုံးကနေတော့ကြုံရတာနဲ့ပေါ့နော်အဲပြီးရင်ဒါဂျူဂျူလာနဲ့ဆိုလဲဒီထဲမှာရေးထားတဲ့ပုံစံမျိုးတွေရပါတော့တော်တော်လေးကိုဒါဖားရပြီးတော့ပေါင်းသိနေတဲ့ပုံစံမျိုးနေရာလိုချင်တဲ့ပုံစံမျိုးတွေတွေ့ရပါတော့အဲ့တော့ကျွန်တော်တို့ကအတွင်းထဲမှာနေခဲ့တော့ကဖြစ်စဉ်ဖြစ်ရတဲ့နေသွားပြီးတော့မြင်မိတာပေါ့လေနော်အဲ့တော့ဒီအကြောင်းအရာတွေကတကယ်မလွဲဘူးတကယ်ကောင်းပြောတာဘာကြောင့်လဲဆိုတော့ဒီတချို့ကိစ္စတွေမှာဗျာသူကဒီ ဒီတယင်းမှုနဲ့တယင်းမှုကိုတော့ထားပါတော့အဲတယင်းမှုကိုတော့လိုပဲပြောလိုက်မှာပေါ့နော်တယင်းမှုကိုတော့ထားပါတော့အဲ့လိုမျိုးဆိုရင်တယင်းမှုကိုမပြောရတဲ့တချို့စကားတွေအခွင့်အရေးလိုချင်တဲ့စကားတွေဆိုရင်တယင်းမှုကိုတော့စီကနေတဆင့်သွားတဲ့ပုံစံမျိုးတွေကကျွန်တော်တက်ထဲမှာရှိတယ်။အားကြအဲ့လိုပုံစံမျိုးတွေကကျွန်တော်တို့ကကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက်ဒါကဒါတိတ်တော့ထူးဆန်းတဲ့အရာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပြန်ပြောပြချင်တာပေါ့အဲ့အကြောင်းတွေပေါ့နော်အဲ့တော့စစ်တက်ထဲမှာတကယ်ပြောရရင်ဒါအဘနဲ့ပိုင်ဖို့မလိုဘူးအမနဲ့ပိုင်ဖို့ပဲလိုတယ်ဆိုတော့ဆိုရိုးစကားတကယ်ရှိခဲ့တာတကယ်ကိုရှိခဲ့တာအဲ့ဒါအဲကျွန်တော်တက်မှာ အဲကျွန်တော်ဒါ903ပေါ့เนาะခမ903မှာနေတော့ဘိုးကြီးတယောက်ကကျွန်တော်သူကျွန်တော်တက်စီနီယာပေါ့တဲ့အဲသူကတဲမှုကတော့ねအရန်အဆင်ပြေတာသူကတဲမှုနဲ့ဘယ်တော့မှမတည့်ဘူးသူကတဲမှုကမြင်တာနဲ့ထိုးချင်ရိုက်ချင်တဲ့ပုံစံမျိုးဖြစ်နေတာသူကအဲ့ဘိုးကြီးอ่ะပေါ့เนาะဒါပေမဲ့တဲမှုကတော့ねအဆင်ပြေတဲ့ခါကျတော့သူကအမြဲတမ်းမှာအခွင့်အရေးကောင်းကောင်းရ သူများနေခွင့်လိုချင်တယ်ခွင့်လိုချင်တယ်ခွင့်မပြန်ရတဲ့သူတွေအများကြီးရှိတယ်။ तू ကခွင့်ပြန်ထားတာမကြသေးဘူးဒါပေမဲ့နောက်တစ်ခေါက်သွားပြောနောက်တစ်ခေါက်ခွင့်ပြန်ခွင့်ရတယ်ပေါ့နော်။အဲအဲ့လိုပုံစံမျိုးတွေကဆာရှိတယ်။ဒါ तू ကဘယ်အချိန်မှာသွားပြောလဲဆိုတော့နေမှုသူ့အိမ်မှာမရှိတဲ့ချိန်နေမှုကတော့ပဲအိမ်မှာရှိတဲ့ချိန်ကိုသွားသွားပြောတာ။အဲအဲ့လိုပုံစံမျိုးနဲ့ဟာအမဘာဖြစ်တယ်ညာဖြစ်တယ်ပုံစံမျိုးနဲ့သွားပြောအာအိမ်ကအမေကဘာလို့ညာလို့အဲ့လိုပေါက်တဲ့ကြရတယ် तू အမြဲတမ်းကြောင်းပြပြီး तू အဲ့လိုတန်မှုကတော့သွားသွားပြောရင်အဲ့တန်မှုကတိတ်မကြဘူးအဲ့ ဒါသူယုံမှရှင်ယုံကိုခေါ်တယ်ဒါမှမဟုတ်လေအိမ်မှရှင်အိမ်ကိုခေါ်တယ်ခေါ်ပြရနဲ့အမင်းဘယ်နေရနေဘယ်နေဒီခွင့်ပြန်ဆိုရင်တန်းပြောတာအဲ့လိုမျိုးတကယ်အားကြောင့်မလို့လေဒါစစ်တပ်ထဲမှာအဘနဲ့ပိုင်မှုမလို့ဘူးအမနဲ့ပိုင်မှုပဲလိုတယ်ဆိုတော့ဆိုရိုးစကားကတကယ်ကိုရှိကြတာပါနော်အဲ့တော့အခွင့်အရေးလိုချင်တဲ့သူတွေကစစ်တပ်အရာရှိကြီးတွေရဲ့တက်ဆိုင်ရာကော်ရိုရီစီကိုကတ်ကြတယ်ကျွန်တော်ခုနပြောရတဲ့အတိုင်းပဲပေါ့နော်အဲ့တော့အစားအသောက်ကြရင်အစားအသောက် အလှပကြရင်အလှပအတုံးဆောင်ကြရင်အတုံးဆောင်ပစ္စည်းဒါမျိုးပုံစံမျိုးရင်းနဲ့ချင်းကက်ကြတယ်ဗောနော်လက်လာပါးတွေပေးတဲ့အခါသူပျော်သေးတယ်အဲအဘကိုပေးရင်အမစီမရောက်မှာဆိုလို့အဲဒါမျိုးပုံစံမျိုးပေါ့နော်အမပြေပြေဝမရမှာဆိုလို့အဲ ဲ့တော့အမားနဲ့ပေါင်းပြီးတော့အမားကိုပိုင်အောင်ပေါင်းပြီးတော့အခွင့်အရေးလိုချင်ပါရယ်ဆိုပြီးတော့အခုလိုလှုပ်တဲ့နီလန်းတွေကအရက်သားတွေပါတိသွားပြီဆိုတော့ပုံစံမျိုးလို့ပြောရမှာပေါ့နော်အဲ့တော့ဒါဒီစစ်တပ်တွင်းကအောက်ခံခုံ theory တွေဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်အခုထွက်ပေါ်နေတဲ့သတင်းရဆိုလဲဒါတရုတ်ဆောင်ခန့်စီသူပေါ့နော်အဲ့ဒီတယောက်ကတည့်ရတိုင်းပဲဒါကျူကျူလကိုဒါပိုင်အောင်ပေါင်းပြီးတော့အခွင့်ထူးခံလုပ်နေတယ်ဆိုတဲ့ဟာက ဒီသူလုံနေတဲ့လောက်ရက်တွေအခုထွက်ပေါ်လာတဲ့သတင်းအနေအရဆိုရင်ဒါကြည့်လိုက်တာနဲ့သိတာထင်ရှားတယ်ပေါ့နော်အဲ့တော့ခန့်စီသူကအာနာသိန်းကာလာမှာလည်းစစ်တပ်ကရိုက်တဲ့ဝါရဖြန်ဇာကားတွေကိုသူကပါဝင်တရုပ်ဆောင်ပေးခဲ့တာတွေရှိတယ်အမေအွန်လိုင်းနိုင်ငံခြားခီးစင်တွေတွားပြီးဟေးဆိုရင်ဒါလိုက်ပို့ပေးတာတွေဟာဂျိုတဲ့အခါမှာထိတ်ဆုံးကနေဂျိုပေးတာတွေဒါမျိုးပုံစံမျိုးတွေနဲ့ဘုံမခဲ့တာလည်းတောက်လျှောက်လုပ်ခဲ့တဲ့ကောင်ရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကောင်ဖြစ်တဲ့အတွက်အခုထွက်ပေါ်လာတဲ့သတင်းတွေကမှားစရာအကြောင်းမရှိဘူးအဲ့တော့လိုက်ဖက်ကြည့်တဲ့အခါကျတော့တော်တော်ထူးခြားတဲ့ဟာမျိုးတွေတော်တော်လေး ကောင်းမွန်တဲ့နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ကြောင်းနေလဲထပ်ပြီးတော့သိရပြန်တယ်ပေါ့နော်အဲ့တော့ဒါဒီထဲမှာပါသမျှဟာအပြုံမှာကျွန်တော်တို့ထပ်ပြီးတော့သိရတဲ့ဟာလေးလေကျွန်တော်ပြောသွားမယ်ပေါ့နော်အဲ့တော့မြောက်လိုက်နဲ့ဒါကျူကျူလာမှာဒါအောင်ပြေဆောင်လို့ခေါ်တဲ့တာရင်တယောက်သာရှိတယ်ဆိုတော့ကြောင်းဒီထဲမှာရေးတာပေါ့နော်အဲ့တော့ဟုတ်တယ်တာရင်တယောက်ပဲရှိတာဒါပေမဲ့ကျူကျူလာမှာမွေးစားသားတွေမွေးစားသားတွေအချစ်တော်တွေသားတွေပေါ့နော်အဲ့လိုသားတွေကအများကြီးရှိတယ်ဆရာနာမသိငင်တဲ့ကဒါတွေကရှိခဲ့တာပေါ့နော် ော်ဒါကျူကျူလာဆိုရင်ဒါ तू က KTV မှာတချင်းဆိုရတာကြိုက် KTV တချင်းဆိုရတာကြိုက်တယ်ပေါ့ဗျာအဲကျူကျူလာအတွက်သီးသန့်နေရာမှာအထူးသီးသန့်အစားအသောက်တွေပြင်ဆင်ပေးရတာတွေရှိတယ်အောင်ပြည့်စုံမိမနောက်ဆုံးညီးပေါ့နော်သူမီးဖွားတဲ့အချိန်တုန်းကလည်း ဒါမီနီစောင့်တာတော့မှပဲသူက KDB ဆိုဖို့စီစဉ်ပေးခဲ့ရသေးတယ်ဘွားတော့အဲ့လောက်ထိကိုကြိုက်တာပေါ့နော်ကျူကျူလာကျူကျူခေါ်မိမိနေတာဟုတ်ကျူကျူလာဒါသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်ရက်ဘက်လူငယ်တွေကိုတားလို့ပြန်ခေါ်ပြီးတော့ဒါအချစ်တော်တားတွေများစွာပေါ်ထွန်းလာခဲ့တဲ့စစ်ဘက်မှာဆိုရင်အဲဘုံမှုကြော်စောရဲဒီအကြောင်းကတော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့ဘူးတာရှိတယ်ပေါ့နော်ဒီဘုံမှုကြော်စောရဲကရုရှားကနေပြန်လာပြီးရဲ့နောက်ပိုင်းမှာဒီ drone နဲ့ပတ်သက်တဲ့ဒါ drone team တစ်ခုတောင်မှသူကဖွဲ့စည်းခံရပြီးတော့အဲ့မှာ ဒါလုတ်ပိုင်ခွင့်အပြည့်ပေးပြီးတော့ဥဆောင်ခိုင်းခံရတဲ့ပုံစံမျိုးတီဖြစ်သွားတယ်ပေါ့နော်ပုံမှန်ဆိုရင်အဲ့လိုမျိုးပြန်လာရဆိုရင်နေရပေးတယ်ဆိုပေမဲ့လည်းရုံးပိုင်းဆိုင်ရာနေရာမျိုးတွေကိုရောက်တယ်ဓာတ်မဝင်တင်တန်းချောင်းတွေကိုရောက်တယ်အဲ့လိုပုံစံမျိုးနဲ့ပဲအပားခုသွားကြတဲ့သူတွေရှိတာပေါ့လေနော်အချင်းလင်းချင်းများရောက်ရင်ဆိုမနေချင်းကြောက်ဒီကောင်းနဲ့ရုံးကခုံမဲ့ချိန်မဲ့စောင့်နေတာအဲ့ရုရှားပြန်ဆိုတဲ့ကောင်းနေရပေါ့နော်ဒါပေမဲ့လည်းအခုကျူကျူလာနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့တာအမေပေါ့လေအဲ့လိုဆက်ဆံရေးရှိတာဖြစ်တဲ့အတွက်ခုနကလိုတကယ့် အရေးပါပါတယ်ဆိုတဲ့နေရာမျိုးတကယ်ကိုအရာရောက်ပါတယ်ဆိုတဲ့နေရာမျိုးမှာလောက်ပိုင်ခွင့်အပြည့်ပေးပြီးတော့ဒါတာဝန်ပေးခံရတာရှိတယ်ပေါ့နော်အဲ့တော့ဒါသူသူကောင်းပြုခံရတယ်လို့ပြောရမှာပါဗျာအဲ့တော့ဒါကျူကျူလကသူ့ရဲ့သားတွေများသောသူတို့နေထိုင်တဲ့နေရာကိုဒါအိမ်တော်လေးကိုပေါ့နော်တကားမရှိဓာတ်မရှိပေါ့နော်ဒါအမေဆိုတဲ့စကားတစ်လုံးနဲ့နဲ့ပဲဒါလုံးဝဝင်ထွက်သွားလာလို့ရတယ်အတားအဆီးမရှိပုံစံမျိုးနဲ့သွားလောင်ခွင့်ပြုထားတယ်ဆိုတဲ့ဟာကလည်းဒါကလည်းဖြစ်နိုင်ခြင်းရှိတာပဲပေါ့နော်။ဘာလို့လဲဆိုတော့အဲ့လိုမျိုးချွဲနှွဲ့ပြီးတော့အာမဟုတ်တန်းတရားတွေရှောက်ပြော ဖားရပြီးတော့ကြာကြိတ်တက်တက်လက်ဆောင်ပနာလေးပေးအဲ့လိုမျိုးဆိုရင်အဲ့စတက်ကကောင်းနေကတကယ်ပြောတာတကယ်ကြည်နဲ့ပြောပါတော့သူတို့ကိုလက်ပတ်တကာပေးတယ်ဆိုရင်သူတို့ကိုသူတို့အထင်ကြီးပြီးတော့ငါတို့ကအဲ့လိုမျိုးပူဇော်ခံရတဲ့ပတာခံရတဲ့ဂုံတည်ရှိလူတွေဆိုပြီးတော့အထင်ရောက်တာဆိုတော့ဘာပေးပေးကိုကြိုက်တာအဲအဲ့လိုမျိုးအဲ့ဒါတောင်မှပဲအပြိုင်ဆိုတဲ့ဟာတွေရှိသေးတယ်ပေါ့နော်တော့ဒါတဲမူဒါကျွန်တော်ဒီခုနှစ်သုံးပါပဲပေါ့နော်အဲတဲမူကျွန်တော်စီမှာလောက်ပါတဲမူတယောက်ဆိုရင်သူကဒီစစ်စင်ကြီးကထွက်တော့ စစ်စင်ရင်ထွက်တဲ့အချိန်မှာအဲ့စစ်စင်ရင်မှာနေရာကောင်းတဲ့နေရာရှိသလိုဆိုးတဲ့နေရာလည်းရှိတယ်ပေါ့နော်အဲ့တော့ခွင်းနေပါလေထားတယ်သူကအသက်အန္တရာယ်နဲ့ဆိုင်တာအဲ့တုန်းကကြတော့သူကအရန်ကြမ်းပါလေဆိုတော့စစ်စင်ရင်ခွင်းထဲမှာမှာသူကကောင်းတဲ့နေရာတစ်ခုနှစ်ခုရှိအဲ့နေရာကိုရဖို့အတွက်ကိုသူကဒီအဲငွေကြေးဒါပေးတာမျိုးတွေအဲကြိုက်တတ်တဲ့ပစ္စည်းပစ္စည်းကပေးတာမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိོ་တွေနဲ့အိမ်နေထိသွားပြီးတော့ဒါသူတို့ရဲ့ ီကတော်ကြီးတွေပေါ့နော်အဲအမာကြီးအမာကြီးနေပေါ့နော်အဲ့လိုမျိုးတွေအိမ်တွေထိသွားပြီးတော့ဖုန်းတွေပေးရတာနဲ့အဲ့တုန်းကတော့ handset တွေအရန်ခက်စားတဲ့အချိန်ပေါ့နော်အဲ့တော့တန်ဖိုးကြီးဖုန်းတွေပေးရတာနဲ့အဲပြီးရင်ဒါပတ်စံတွေပါလေပေးရတာနဲ့အဲ့လိုမျိုးတကယ်လုတ်ခဲ့ရတကယ်ပေးခဲ့ရပြီးတော့မှသူကအဲ့လိုနေရာမျိုးကိုရောက်တာပေါ့နော်အဲပြောရရင်တခြားတည်ရင်မှုတွေဒါတိုက်လို့ခိုက်လို့ဒုက္ခရောက်နေပါလေဆိုတဲ့နေရာမျိုးတွေမှာသူမကြဘဲနဲ့ အာနည်းနည်းပေါ့နော်အဲအသက်အငယ်ကင်းရှင်းပါတယ်ဆိုတဲ့နေရာပေါ့နော်အဲဆက်တွေ့ရေးလမ်းကြောင်းလွယ်ကူပါတယ်ဆိုတဲ့နေရာဆိုတာဈေးတွေဘာတွေမှားစားလို့အဆင်ပြေတဲ့နေရာမျိုးအဲ့တော့အိုက်ခွင်နှမ်းမှာအသက်တာဆုံးနေရာမျိုးတွေကိုရဖို့အတွက်ကိုတဲမှုတွေကစခုနလိုကရော်ရီစီကနေတဆင့်အဲ့လိုဝင်ခဲ့ကြတာလေကျွန်တော်တို့ကိုယ်တိုင်မြင်ခဲ့ဘူးလေပေါ့နော်အားကြောင့်မလို့ဒါကျူကျူလာနဲ့ဒီသတင်းကလည်းသိကြတယ်ဟုတ်တယ်ပေါ့ ဲ့တော့ဒီရုပ်ရှင်နယ်ပယ်ထဲမှာတရုတ်ဆောင်နယ်ပယ်ထဲမှာဆိုရင်တော့ဒါကျူကျူလာရဲ့အချစ်တော်တားတူကတော့ဒါခုနခန့်စီသူပေါ့နော်သူကရခိုင်လူမျိုးအချင်းချင်းဖြစ်တယ်ခန့်စီသူကကျူကျူလာနားရောက်အောင်ဒီမျိုးစုံနဲ့ချင်းကက်လာတာကြောင့်မလို့ခန့်စီသူဟာကျူကျူလာရဲ့ရုပ်ရှင်နယ်ပယ်ကအချစ်တော်တယောက်ဖြစ်ခဲ့တယ်တဲ့အာနာသိမ့်မတိုင်ခင်ကမင်းအောင်လန်ရဲ့အင်တာဗျူးတစ်ခုမှာရခိုင်ဒေသတိုက်ပွဲတွေမှာရခိုင်လူမျိုးမိမဖြစ်သူရဲ့အကူအညီများစွာရရှိခဲ့ဘူးကြောင်းကိုလည်းသူတို့ဖြေခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့ဆစ်အာနာသိမ့်ပြီးတဲ့နောက်ရခိုင်မှာစစ်ကောင်စီဘက်က မြို့သုံးမြို့ပဲထိန်းထားနိုင်တော့လဲဆိုတော့ဒါကတော့မတက်နိုင်ဘူးပေါ့နော်ဘူဂျုံတန်းလိုက်ဆိုရင်လည်းဒါဂျူဂျူလာရဲ့အမျိုးရခိုင်လူမျိုးမလို့စိုးသွမ်းတဲ့သူဖြစ်ပေမဲ့ရဲကျုံနဲ့ဒါကစရာမူတီကိုပေးခဲ့တာတွေရှိတယ်ပေါ့နော်အဲ့တော့အခုလဲဒါရခိုင်လူမျိုးခန့်စီသူနဲ့ဂျူဂျူလာအကြားမှာအမေသားပဲအဲ့လိုမျိုးကောင်းမွန်တဲ့ဆက်ဆံရေးတွေအခေါ်ပြောတွေပေါ့နော်အဲ့ဒါကြောင့်မလို့လူပုဂ္ဂိုလ်ချင်းခိုင်မာတဲ့ရင်းနှီးမှုတွေရှိလာတဲ့အပြင်ရခိုင်ချင်းချင်းဖြစ်တာရောပြီးရင်ခန့်စီသူရဲ့မြောက်ပင့်ပြောဆိုတတ်တဲ့ဘုံမကောင်းလုံးတဲ့အရာတွေကြောင့်မလို့ရောဒါဂျူဂျူလာရဲ့ အသေးဆွဲတယောက်ဖြစ်လာစီတယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့တော့အဲဒီလိုမျိုးဒါဘုံမတက်တဲ့ကောင်ကလည်းဂျူဂျူလာအကြိုက်သေးဆိုရင်ဒါသူကပေးတယ်ဗောအဓိကတော့ဂျူဂျူလာကဘာနဲ့နာမည်ကြီးလဲလက်ဆွဲ8ဗောနော်လက်ကန်8အဲ့ဒီလက်ကန်8တွေလုံးဝတန်ဖိုးကြီးလက်ကန်8တွေနဲ့ပတ်သက်ပြီးတော့နာမည်အရန်ကြီးခဲ့တာသိရမလားဟာ LV အဲသူကဘာဘာဘလောက်ဒေါ်လာဘယ်နှတောင်းအဲအဲ့လိုပုံစံမျိုးတွေကြီးပဲကင်ခဲ့ရဆိုတော့အဲ့လိုအကြိုက်ကိုခန့်စီသူကလည်းပေးတယ်ဗောနော်အဲ့လိုပေးလို့လည်းခန့်စီသူတို့ကအယုံမရှိဘူးဘာကြောင့်လဲဆိုတော့သူကခုနလို့ အဲကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိထားတယ်ယဉ်နီမှုလည်းရှိထားဖြစ်တဲ့အတွက်သူနဲ့ပတ်သက်တယ်ဆိုရင်ခွင့်ရေးဆိုရင်သူကလုံးဝအပြစ်ရသူများတွေမရတဲ့ဟာကအဆပေါ့နော်အဲ့လိုမျိုးတွေရခဲ့တာဖြစ်တယ်ပါမစ်တွေရတယ်ပေါ့နော်လောပန်ခွင့်တွေပေးတယ်ဒါမျိုးပုံစံမျိုးတွေနဲ့အချစ်တော်ဖြစ်အောင်သူကနေခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါသူရိုက်ရှင်တဲ့ဇာတ်ကားရဆိုလဲငွေကျပ်3000ချီဒါထုတ်ပေးတာပေါ့နော်အဓိကတော့ ဒါသူသမီးရဲ့ဒါရုပ်ရှင်ထုတ်လို့ရရနေပတ်သက်တဲ့ဟာပါเนาะအဲ့တော့ဒီထွက်ပေါ်လာတဲ့အကြောင်းအရာတွေကလည်းမှန်ကန်တယ်လို့ပဲဒါပြောရမယ်ပေါ့နော်တကယ်လေဟုတ်ခဲ့တယ်ပြီးတော့ကျတော့လက်တတော်မြင်နေရတဲ့ပုံစံတွေကလည်းအဲ့ပုံစံမျိုးပဲဖြစ်နေတယ်ဒါမင်းအောင်လိုင်းရုရှားကနေပြန်လာတာပဲဖြစ်ဖြစ်ဗယ်လာရုကနေပြန်လာတာပဲဖြစ်ဖြစ်တေယုတ်ကနေပြန်လာတာပဲဖြစ်ဖြစ်ထိတ်ဆုံးကနေကြိုတဲ့ထဲမှာအိုက်ခန့်စီသူဆိုရဲကောင်ပါတယ်ပေါ့နော်အဲ့တော့ပြောင်ပြောင်တင်းတင်းကိုပဲအာနာရှင်ဘက်ကိုရက်တည်တယ် အာနာရှင်နဲ့နီးစပ်အောင်လုပ်တယ်နီးမျိုးစုံတုံးပြီးတော့ဗောနော်အဲခုနကလိုမြောက်ပင့်ဘုံမာတာတွေကစအကုန်တုံးလက်ပတ်တကပေးတာကစအကုန်တုံးပြီးတော့အာနာရှင်အတွက်ရက်တည်နေတဲ့သူတယောက်ရဲ့အကြောင်းကိုဖော်ထုတ်တာဖြစ်တဲ့အတွက်လည်းကျောင်းကဒါဘိုက်ကော့လုံးဝဒီကောင်နဲ့ပတ်သက်တဲ့ဟာအကုန်လုံးကိုလုံးဝဥပိ္ပကပြုတ်ဘာမှဒီကောင်နဲ့ပတ်သက်တဲ့ဟာတခုမှအားမပေးဘဲနဲ့ဒါဘိုက်ကော့လုံးရမယ်ဆိုတဲ့ဟာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ကြတော့ဒါတွေကမှတ်သားထားရမယ့်အရာတွေဖြစ်တယ်အဓိကတော့ဗျာစဉ်းစားကြည့်ပေါ့ဗျာဒါကိုယ့်ရဲ့ဒါနိုင်ငံသားတွေအဲ စေဝေးရှောင်းနေကလေးတငယ်တွေဒါမျိုးတွေကိုဒါတက်ဖြတ်ဖို့အတွက်ပေါ့နော်အဲလုံးဝတာဝန်အရှိဆုံးအကြီးဆုံးအဲ့လိုမျိုးမင်းအောင်လှန်ရဲ့မိမပေါ့နော်အဲ့လိုမျိုးမကောင်ရဲ့မိမနဲ့အခုလိုမျိုးဘလူးဘလဲပုံစံမျိုးနေနေပါတယ်ဆိုကနေကဒီကောင်ရဲ့စိတ်တက်ကိုလည်းကျွန်တော်တို့ဒါလုံးဝတတ်မှတ်လို့ရတယ်ခံမှန်းလို့ရတယ်ယူဆလို့ရတယ်အဲကြအဲ့လိုကောင်မျိုးကျွန်တော်တို့ကဘယ်တော့မှမမေ့ဖို့လိုတယ်ဒါပေါ့ချားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုရင်ခန့်စီကျူအဲဒါမှမဟုတ်လေ ူဂျူခန့်ပေါ့နော်သူတို့နှစ်ယောက်ရဲ့ဒါဇလန်းကတော့အဲ့လိုပုံစံအဲ့အောက်မှာလည်းပြောကြားကြတဲ့ပြည်သူတွေရှိတယ်ဗျာသိရမလားအာကျူကျူလာနော်နင်းချောင်းကဒီနော်ပါညာနဲ့ပေါ့နော်ပြည်သူတွေကလည်းဝိုင်းပြီးတော့အပိတားလိုက်ကြတာပေါ့နော်ဒါတကယ်ကိုဒါအချက်တကွဲအကျိုးနဲ့ပေါ့လေနော်အဲ့တော့ဒီချောင်းကတော့ဒါဒီလိုမျိုးတော့သိရတယ်ပေါ့နော်ဒါပေမဲ့လည်းစစ်တပ်ထဲမှာဒီလိုအကြောင်းအရာတွေရှိတယ်ဒီထွက်ပေါ်လာတဲ့သတင်းတွေကမှန်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဂျုံရရနဲ့ပတ်သက်ပြီးတော့ပြောပြပေးရဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါမွန်ပြည်နယ်ရေးမြို့နယ်တဲ့ကိုဒါနိုဝင်ဘာ25ရက်နေ့နေ့လည်း တနအိမ်မှာအင်အား150နဲ့စစ်ကောင်စီကစစ်ကြောင်းထိုးတယ်။အဲဒီစစ်ကြောင်းထိုးတဲ့ဟာကဒါစာက16လောက်ခန့်တရင်နေဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်။ဒီစစ်ကြောင်းကိုဒါရေးမြို့နယ်ဗရောင်ကျေးရွာအနီးမှာဗရောင်ကျေးရွာအနီးမှာတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်။အဲဒီပထမကြိမ်တိုက်ပွဲမှာ9ဦးသေပြီး2ဦးဒဏ်ရာရတယ်။တိုက်ပွဲကဖြစ်စဉ်က3ဦးတောင်ရှိတာ။အဲဒီအကြောင်းကြောင့်ပြောနေတာပေါ့နော်။အဲ့တော့နေကင်း2နာရီမှလည်း2နာရီနဲ့မိနစ်50မှလည်းအဲဒီဗရောင်ကျေးရွာအနီးမှာပဲဒုတိယကြိမ်တိုက်ပွဲထပ်ဖြစ်တယ်။ ိုက်တိုက်ပွဲမှာ၂ယောက်တည်တယ်စစ်ကောင်စီဘက်က၂ယောက်တည်တယ်၂ယောက်တန်ရရတယ်ပေါ့နော်အဲ့တော့နိုဝင်ဘာ29ရက်နေ့မနက်6နာရီပေါ့နော်အဲ့တော့25ရက်29ရက်2ရက်ပေါ့နော်အဲ့ဒီရက်မှာလည်းဒါနောက်ထပ်ရေးမြို့နယ်ဒါဘဲလမှုရွာအပြင်ကကျိုးတရာအနီးမှာထပ်ပြီးတော့တိုက်ပွဲဖြစ်တယ်အဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီဘက်က၂ယောက်တည်တယ်၂ယောက်တန်ရရတယ်အဲ့တော့အချုပ်ဒါတိုက်ပွဲရလက်အချုပ်မြတ်အချုပ်ပြောမယ်ဆိုရင်စုစုပေါင်းစစ်ကောင်စီဘက်က6ယောက်တည်တယ်လေးရောက်ဒဏ်ရာရရှိတယ်ပေါ့နော်အဲ့တော့ပြေဆုံးသွားတာကတော့အောင်မြင်စွာနဲ့တော်လိုင်းတပ်ဖွဲ့တွေကအထူးကံမရှိ အဆုတ်ခွာနိုင်ခဲ့တယ်ပေါ့နော်အောင်မြင်ခဲ့တယ်ပေါ့နော်ဒါကတော့လုံးဝပြည့်စုံသွားတဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့အဲ့ဟာကိုတိုက်ခဲ့တာက KNL တက်မှာ6တင်း29ခွဲ1ပြီးရင်တပင်ရွှေထီးကိုကြိုက်ပြည်သူကာဝေးတက်ပြီးရင်ပြူဟာ33ချိန်မိုးရင်တက်ပေါ့နော်အဲ့တော့ဒီတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့ဒါတိုက်ပွဲတွေပေါ်ဆောင်နိုင်ခဲ့တာဖြစ်တယ်။အဲ့မှာထူးခြားတာပါလဲဆိုတော့ဒီစစ်ကြောင်းကိုပေါ့နော်မရမကကိုလိုက်ပြီးတော့ခြေမုံနေတဲ့ပုံစံမျိုးတွေ့ရတယ်။အဲ့တော့တပ်ဖွဲ့တွေကတကယ်သာပြည့်စုံပြီဟဲ့ဆိုရင်စစ်ကောင်စီကအင်ပြေအားပြေလာတာပဲအင်အား150ဆိုတာ ပြီးရင်လက်နက်ခဲယံအကုန်ပါတယ် အဲ့လိုမျိုးကောင်မျိုးအဲ့လိုမျိုးစစ်ကြောင်းမျိုးကိုလုံးဝကြောင်းရုံထိတ်လန့်တုံလုံးခြင်းမရှိဘဲနဲ့ဘယ်သွားမလဲသွားတဲ့နေရာလိုက်ချမယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့တိုက်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါနှစ်ရက်အတွင်းမှာ၃ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်ဖြစ်တာကလည်းလိုက်ပြီးတော့ကိုလိုက်ကျုံးနေလို့ကိုဖြစ်တာပေါ့နော်အဲ့တော့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်ပြီးတော့ဒါပူပေါင်းပြီးတော့လှုပ်ဆောင်တဲ့ဟာတွေကနောက်ပိုင်းမှာအရာထင်တာတွေတွေ့ရတယ်အဓိကတော့ဘလို့မျိုးနှီးနဲ့ပဲပူပေါင်းပြီးတော့လှုပ်ဆောင်ပါစေရီမန်းချက်တစ်ခုလည်းအောင်မှာပူပေါင်းလှုပ်ဆောင်ဖို့ပဲလိုတယ်အဲဆိုတာတိုက်ပွဲထဲမှာကြားမှာပဲအကုန်လုံးပေါင်းပြီးတော့အကုန်လုံးတိုက်ရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ နောက်ကနေပြီးတော့ဒီတိုက်ပွဲကိုတိုက်လို့ရအောင်ခုနလိုအုပ်ချုပ်ထောက်ဝဲမှုကိစ္စတွေထောက်ပံ့ပေးတာပဲဖြစ်ဖြစ်ဆိုတာဒီလိုမျိုးတိုက်ပွဲတိုက်တဲ့ခါကျရင်တိုက်ပွဲကာလခြေတာပဲဖြစ်ဖြစ်တိုက်ပွဲချိန်ကြာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြာရင်ဒါအဖွဲတွေစားဖို့တောက်ဖို့အတွက်ပြင်ဆင်ပေးတာဓမီထုတ်တွေလိုက်ဖို့ပေးတာအဲတိုက်ပွဲထဲမှာထိခိုက်တံရရတဲ့သူတွေကိုကယ်ထုတ်ပေးတာကုသပေးတာဒါမျိုးပုံစံမျိုးတွေပေါ့နော်တက်နိုင်တဲ့အပိုင်းတွေကနေအဖွဲတွေအကုန်လုံးကပေါင်းပြီးတော့အခုလိုမျိုးလှုပ်ဆောင်ကြမယ်ဆိုရင်စစ်ကောင်စီလိုမျိုးပဲကျွန်တော်တို့ဒီဘက်ကတွန်လိုင်းတက်ဖွဲတွေကလည်းဖြစ်လာလိမ့် စစ်ကောင်စီဘက်မှာအဲ့လိုပုံစံမျိုးရှိတယ်အဲစစ်ကောင်စီဘက်မှာလက်ယုံတပ်ဖွဲ့တွေရှိတယ်စေစစ်တွေဘီဘာညာအကုန်ရှိတယ်ပေါ့နော်အဲကြောင့် तू ကသူ့ရဲ့ကဏ္ဍလိုက် तू ကတာဝန်ယူခိုင်းတာဒါပေမဲ့အခုနောက်ပိုင်းစစ်ကောင်စီကဖျို့ဖျက်ဖြစ်လာတဲ့နောက်မှာကျတော့စစ်တွေတမဆိုလဲတနက်ကန်တိုက်အာစေရကောင်ဆိုလဲတနက်ခိုင်းတာလိုင်းတိုက်အဲ့လိုပုံစံမျိုးတွေတော့ဖြစ်လာတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကပြက်ရွံ့လာတဲ့အနေအထားမှာကိုယ့်ဘက်ကဒီလိုမျိုးပုံစံမျိုးကိုတိဆောက်နိုင်မှုကအရန်ရေးကြည့်တယ်ပေါ့နော်အတိအကတော့အဲဟုတ်တယ်ကိုယ့်ရဲ့ကဏ္ဍအလိုက်ပေါ့နော်ဟာတိုက်မဲ့သူတွေတိုက်တိုက်လို့ရအောင်ငါတို့နောက်ကနေပါတယ်ပံ့ပိုးမလဲ အတိုက်လိုက်တဲ့အကျိုးဆက်ကြောင့်ဖြစ်လာတဲ့ဟာတွေကိုငါတို့ဘလို့ကူညီကြမလဲဒါလိုမျိုးပုံစံမျိုးနဲ့သွားမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အခုဒါအညာဘက်မှာဆိုရင်လည်းအခုလိုမျိုးတပ်ပေါင်းစုပုံစံမျိုးတွေမြင်တွေ့နေရတဲ့ဟာကတော်တော်လေးအားရစရာကောင်းတယ်တပ်ပေါင်းစုပုံစံတွေဒီထက်ပို့ပြီးတော့ပြပတသက်ဖွဲ့စည်းနိုင်တယ်ပို့ပြီးတော့ပူးပေါင်းဆောင်ရွက်နိုင်တယ်ဟေ့ဆိုရင်စစ်ကောင်စီကြောက်တဲ့အရာတခုတေချာပေါ့ကျွန်တော်တို့ဖန်နီးနိုင်တယ်စစ်ကောင်စီတေလောက်အောင်ကြောက်တယ်စစ်ကောင်စီကစီယုံမှာဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေအချင်းချင်းစီလုံးသွားမှာအရန်ကြောက်တယ်ပေါ့နော်အဲဒါကြောင့်မလို့သူကြောက်တဲ့အရာကိုကျွန်တော်တို့မရရအောင်လုပ်ပြဖို့ရည်ကြီးတယ်အဲ့တော့တပ်ဖွဲ့တွေ ူပေါင်းကြပါလှုပ်ဆောင်ကြပါဆောင်ရွက်ကြပါဒါသေးကြတဲ့အကုန်လုံးကလည်းဒီလိုဆန္ဒမျိုးတော့ရှိမှာပဲအဲ့တော့ဒီလိုမျိုးလုပ်နိုင်ဖို့အတွက်ပို့ပြီးတော့ဦးစားပေးပြီးတော့လှုပ်ဆောင်ကြစီခြင်းတယ်ဗောနော်ဒါလည်းအောင်ပွဲတစ်ခုဖြစ်တယ်နောက်ထပ်သတင်းတစ်ခုကတော့ဒါ KNU ကိုဗောနော်စစ်ကောင်စီဘက်ကဒါလုံးဝနှီးမျိုးစုံနဲ့အခုရက်ထဲမှာဒါကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲဗောနော်ပုံဖြတ်ဖို့အတွက်စူးစမ်းတယ်ထိုးချဖို့အတွက်စူးစမ်းတယ် လွှဲချဖို့အတွက်ကြိုးစားနေတယ်ပေါ့နော်ဒီကြားဖြန့်ကိစ္စရင်းနဲ့ပတ်သက်လို့ပေါ့နော် KNU ဘက်ကထုတ်ပြန်ချက်တခုခုလောက်တာနဲ့စစ်ကောင်စီကချက်ချင်းလငယ်တုံ့ပြန်နေရတာဟာအဆုံးမဲလုံးအနာကိုမရဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တုံ့ပြန်နေတာတွေကဒီအထက်မှာပို့ပို့ပြီးတော့မြင်သာထင်သာရှိလာတယ်ပေါ့နော်အရင်တော့ကဆိုရင်အဲ့လိုပုံစံမျိုးတိတ်မရှိဘူးအခုကဒီဘက်ကတခုခုထုတ်ပြန်လိုက်တာနဲ့ဒီကြားဖြန့်နဲ့ပတ်သက်တဲ့ဟာပေါ့နော်နိုင်ငံကနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့လှုပ်လိုက်တာနဲ့ဟောဘက်ကရှူးရှူးရှားရားဖြစ်ပြီးတော့ဟာ ဒီအဖွဲ့ကားစားဒီထဲမှာပါဝင်ပတ်သက်နေတယ် KNU ကပါဝင်ပတ်သက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သူကအမှအချက်လက်တွေကင်ဆွဲပြီးတော့ပြောပြနေတာဗျာဇော်မင်းတို့အဲ့လိုမျိုးတွေကိုဖြစ်နေတာအဲ့တော့ဒီဟုတ်စာနဲ့ပတ်သက်လို့သူတို့တွေတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်နေတယ်ဆိုတဲ့ဟာကိုသိသာစေတယ်ဗောနော်အဲ့စစ်ကောင်စီဘက်ကဒါ KNU ကိုနှီးမျိုးစုံနဲ့ဖျက်ဆီးဖို့ကြံစီနေပြီးတော့ဒါငွေလိန်ကိုင်းနဲ့ညှိစိုးနေဆိုပြီးတော့အသေးအံသွတ်သိမ်းနေတဲ့အပေါ်ဒါ KNL ဘူဌာနချုပ်က တတိပေးချက်ထုတ်ပြန်လိုက်တာတွေ့ရတယ်ဗောနော်အဲ့တော့စစ်ကောင်စီဘက်က BGF အကူအညီနဲ့ဒေါ်နာတောင်ကိုကြော်လာပြီးရဲ့နောက်မှာနေဆက်စခန်းတွေကိုပြန်ရဖို့အတွက်တံပြန်ထိုးစစ်စင်တာတွေရှိသလိုဒါတရုတ်အကြိုက်ကြားဖြန်ကိုပါနှိမ်နင်းပြနေတာတွေရှိပါတယ်နှိမ်နင်းပြတာနော်နှိမ်နင်းနေတာမဟုတ်ဘူးတကယ်လိုလိုလားလားနဲ့နှိမ်နင်းတာမဟုတ်ပဲနဲ့ဒါလုံးဝဇလန်းရိုက်ပြီးတော့နှိမ်နင်းပြနေတာဗောနော်အစပိုင်းမှာဒါသိရတဲ့အတိုင်းပဲ KK Park အဲ့ဒီနေရာမှာဒါသူတို့အဆောက်အုံတွေကိုကင်းအမျိုးသားစီယုံ KNU ကနောက်ွယ်ကနေ ပါဝင်နေတဲ့နေရာတွေဆိုပြီးတော့သူတို့ဆွဆွဲခဲ့တာရှိသလိုအဲ့ဒီနေရာကိုပဲကွက်ပြီးတော့ဒါကြားပြန်နှိမ်နှင်းပြအဆောက်အဦတွေဖောက်ခွဲပြတယ်။ဒါထဲမှာဒါရှင်းလင်းပြတယ်ဝင်စည်းတာတွေပြတယ်။အမဲဒါဒီဖုန်းတွေဘာတွေမော်နီတာတွေအဲဒီဥစ္စာတွေနဲ့ပတ်သက်ပြီးတော့တင်စီတာတွေသူတို့လုတ်ပြကြတယ်ပေါ့နော်။အဲ့တော့ကျတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါ သူကဒီနှိမ့်နှိမ့်အပြလုတ်ခဲ့တာပေါ့နော်အပြဇလန်းရိုက်ခဲ့တာဖြစ်တယ်ဒါပေမဲ့ကြားဖြတ်နဲ့ပတ်သက်ပြီးတော့ American ဘက်ကပါဒါ strike force ပုံစံမျိုးတွေဖွဲ့ပြီးတော့နှိမ့်နှိမ့်မဲ့အကြောင်းကြေညာတဲ့အချိန်မှာတော့ရွှေကုတ်ကိုနေမြေပါပါကြားဖြတ်နေကိုနှိမ့်နှင်းပြတဲ့ပုံစံတွေထပ်ပြီးတော့လှုပ်ဆောင်ခဲ့ရတာဖြစ်တယ်ဘာကြောင့်လဲဟာ American တကယ်လို့ဒါဒီလိုနေရာတွေကိုဝုန်းနဲ့လှုပ်လာပြီးဆိုတဲ့ခါကျရင်သူတို့တက်တည်တွေဖျောက်လို့မရတော့ဘူး တသိရင်ဖျောက်လို့မရတော့ဘူးလူတွေရွှေ့လို့မရတော့ဘူးခေါင်းဆောင်မိုင်းနေပေါ့နော်တရုတ်ခေါင်းဆောင်မိုင်းနေဒါရွှေ့လို့မရတော့ဘူးကြားပြန်ခေါင်းဆောင်မိုင်းနေရွှေ့လို့မရတော့ဘူးဟာအဲ့လိုမျိုးနဲ့ဒါဒီခေါင်းဆောင်နေဒါပတ်သွားပြီဆိုရင်ငါတို့တွေအကုန်ပါမှာဆိုတဲ့အသည့်ရှိတော့အဲ့ကြောင့်မလို့ဒါအမေရိကန်ကဒီလိုမျိုးလေးတန်းပြစ်လိုက်တာနဲ့တင်ကိုပဲပေါ့နော်ဒီအဖွဲ့ဖွဲ့စည်းလိုက်ပြီဆိုပြီးတော့ပြောလိုက်တာနဲ့တင်စစ်ကောင်စီဘက်ကဘီဂျင်းနဲ့ပေါင်းပြီးတော့ဒီနေရာတွေကိုရှင်းလင်းပါတယ်နှိမ်နှင်းပါတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့လုပ်ကြတကယ်တကယ်တမ်းတသိဖျောက်ရှင်တာအဲ့ကောင်နေဘာကြောင့်လဲဆိုတော့သူတို့နဲ့ဆက်ဆက်နေတဲ့ဟာတွေကအများကြီးရှိတာဟုတ် နောက်တစ်ခုကတော့ဒါရုရှားရဲ့မှောင်ကိုရင်းနေတဲ့သင်္ဘောနှစ်စီးကိုဒါယူကရိန်း drone တွေကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့သတင်းပေါ့နော်အဲ့ဒါကလည်းအရန်မိုက်လို့ဒါပြောပြခြင်းနဲ့နိုဝင်ဘာ28 29ရက်တွေမှာဒါပင်လယ်နက်ကိုဖျက်ဆီးခုံပေါင်းနေတဲ့ရင်းနှံတင်သင်္ဘောတွေကိုဒါရုရှားရဲ့ရင်းနှံတင်မှောင်ကိုသင်္ဘောတွေကိုတိုက်ခိုက်ခဲ့တာလို့ဒါယူကရိန်းအာဏာပိုင်တွေကပြောတယ်ဒီသင်္ဘောတွေကဒါအမှောင်ရင်ထက်ကရင်းရင်များလို့ခေါ်ဝေါ်ခံရတဲ့ရုရှားလက်အောက်ခံ ရေနံတင်တင်မောတွေဒါဖြစ်တယ်ဗောနော်အဲ့ရေနံတင်တင်မောအုပ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့လေယူကရိန်းကဆိုထားတယ်ရုရှားကဒီလိုရေနံတင်တင်မောအစည်းရရာကနန်းလောက်ထိပိုင်ဆိုင်ထားတယ်ဆိုပြီးတော့လေဖော်ပြထားတယ်အဲ့တော့အဲ့တော့ဒီတင်မောနှစ်စီးကိုယူကရိန်းရဲ့ရေပြင်သွားဗောနော်အဲရေပြင်သွား drone တွေဗောနော်အဲ့ drone တွေကရေနံတင်တင်မောတွေစီကိုအချိန်နဲ့ခုံမောင်းပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့လို့ဒါပြင်းထန်စွာပောက်ကွဲခဲ့တာဖြစ်တယ်ယူကရိန်းရဲ့ဒီတိုက်ခိုက်မှုအတွက်ပြည်တွင်းပြစ်မိုက်တယ်နော်တကယ်ယူကရိန်းကပြည်တွင်းပြစ်ဒါ sea baby အဲဒီဖောက်ခွဲရေး drone အဲ့ drone ကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်။ဒါပြင်ဒါ Ukraine ပြင်မှတ်ထားခဲ့တဲ့သင်္ဘောနှစ်စီးလုံးကပိတ်ဆို့အရေးယူမှုစီးရင်ထဲမှာပါဝင်နေဆိုပြီးတော့လည်းသိရတယ်ဗောနော်။အဲ့တော့ကျတော့တကယ်အောင်မြင်တဲ့အရာလို့ပြောရမှာဗောနော်။ကြီးကြီးမားမားအောင်မြင်ခဲ့တဲ့အရာလို့ပြောရမယ်။အဲ့တော့ပင်လယ်နက်ကိုဖျက်ဆီးခုံမောင်းနေတဲ့ရုရှားမှောင်ခိုရင်းနေတဲ့သင်္ဘောတွေကနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတာမကဘဲနဲ့ဗောနော်။ Ukraine ရဲ့တိုက်ခိုက်တိုက်ခိုက်ခံရမှုကိုပါခံရနိုင်တယ်ဆိုတဲ့ဟာကိုလည်းဒါနဲ့တပါတဲ့အတိပေးလိုက်တာ ਨੇ အတူတူပဲဗောနော်။အဲ့တော့ဒီဥစ္စာကလည်းအားရစရာကောင်းတယ်ပြီးတော့ ယူကရိန်းကအခုလိုမျိုး drone တိုက်ခိုက်မှုတွေကိုခုနောက်ပိုင်းမှာပေါ့နော်နီးပညာမြင့်ပုံစံမျိုးနဲ့အပြန်လန်တိုက်ခိုက်နိုင်အောင်ကြိုးစားလာတာလေးတွေ့ရတယ်ပေါ့နော်ဒီ drone တွေကိုစပြီးတီထွင်ခဲ့တဲ့အချိန်တုန်းကဆိုရင်ပေါ့နော်အဲဒီဟာနဲ့ပတ်သက်လို့ drone နဲ့ပတ်သက်လို့ဘလို့အသုံးပြုတဲ့ drone နဲ့ပတ်သက်လို့ဘလို့ pilot တွေကမောင်းကြတယ်ဆိုတဲ့ဟာတွေကစသူတို့စီမှာသွားပြီးရိုက်ကူးတင်ဆက်ထားတဲ့ဗီဒီယိုတွေဒါကျွန်တော်တို့မြင်ရတွေ့ရလိမ့်မယ်ပေါ့နော်ကျွန်တော်ဆိုလဲ AI နဲ့ပတ်သက်လို့ပြောခဲ့ဘူးတာရှိတယ်သူတို့အစိုးရကဒီ drone ထုတ်လုပ်မှုကိုအနောက်ကနေပြီးတော့တကယ်ပံ့ပိုးပြီးတော့စက်ယုံလိုက်ကြီးထုတ်လုပ်နိုင်အောင် drone အစင်းကြီးတန်းအနေချီထုတ်လို့နိုင်အောင်အစသူတို့ကထောက်ပံ့ပေးကြတာဖြစ်တယ်အဲ့တော့အဲ့ထောက်ပံ့ပေးတာတွေအဲ့လိုတီထွင်နိုင်ခဲ့တာတွေရအကျိုးဆက်ကအခုဆိုရင်ဒါသူတို့ထက်အင်အားကြီးပါတယ်ဆိုရက်ကောင်ကိုအပြည့်အမြန်အလှန်လှန်ပြင်းနိုင်နေတဲ့အနေအထားတွေဖြစ်လာတယ်ဒါပင့်ကိုရင်စစ်စင်ရေးပေါ့နော်အဲအဲ့စစ်စင်ရေးကိုဆိုလဲဒါနီးပညာမြင့် drone တွေနဲ့ဒီ Ukraine ကပေါ့နော်ရုရှားရဲ့ပိုင်တဲ့နယ်မြေတွေအထိဝင်ပြီးတော့ဒီလေစိတ်တွေပေါ့နော်လေရင်ခွင်းတွေကိုဒါတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့တော်တော်ကိုအထိနာအောင်လုပ်နိုင်ခဲ့တဲ့အထက်မှာဒီ Ukraine ရဲ့ drone တွေကအများကြီးပါတယ်ပြီးတော့ ီရုရှားရဲ့ဒါဆွမ်းရင်အရင်မြစ်တိုးလောင်ရနေရာတွေဒါမျိုးနေရာတွေကိုလည်းတိုက်ခိုက်နိုင်ခဲ့တာတွေအများကြီးပဲပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့တောက်လျှောက်တိုက်ခိုက်နိုင်ခဲ့တဲ့ယူကရိန်းရဲ့ drone အစွမ်းကတော့ဒါအတိမတ်ပြပါမှာဖြစ်တယ်အဲ့တော့တစ်ဖက်ကလည်းဒါရုရှားကလည်းဒီတိုင်းတော့နေနေတာတော့မဟုတ်ဘူးပေါ့နော်အပြန်အလှန်ပုံစံမျိုးနဲ့ဒီ drone တွေကိုတိုက်နိုင်ဖို့အတွက်သူတို့စူးစမ်းခဲ့တာရှိတယ်ဒါပြီးရင်ဒါယူကရိန်းအနေနဲ့ဆိုရင်ပေါ့နော်ဒီစစ်မှတ်ဖြစ်ပွားနေတဲ့နေရာတွေမှာဒီကားလမ်းတွေပေါ်မှာအားစပါပေါ့နော်ဒီ bike ကိုနေတားထားရရှိတယ်အဓိကတော့ drone အနေနဲ့ ဒါအသေးခံဝင်တိုးတဲ့ခါကျရင်ညှိပြီးတော့မကွဲအောင်မထိခိုက်အောင်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ရရရှိသလိုရုရှားဘက်မှာဆိုလည်းအဲ့လိုပဲတင်ကားတွေရဲ့အပေါ်မှာပေါ့နော်တန်စကားတွေအစတင်ပြီးတော့ပေါ့နော် drone နဲ့ဝင်တိုက်တဲ့ခါကျရင်ဒါတင့်ကိုမထိအောင်ဆိုတဲ့ပုံစံမျိုးတွေကစနှစ်ဖက်နီလန်းမျိုးစုံစဉ်းစားပြီးကိုလှုပ်နေရတဲ့အနေထားပေါ့နော်ဒါပေမဲ့ဒီဂျာတဲ့ကမှပဲယူကရိန်းကလည်းဒါဂျူဂျားဂျူဂျားပေါ့နော်ဒီလိုအောင်မြင်မှုအကြီးကြီးတွေဖြစ်အောင်ဒါ drone တွေကိုနီမျိုးစုံနဲ့ထရင်ပြီးတော့တိုက်ခိုက်နိုင်နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ ရောင်းအနေနဲ့လည်းဒီ drone အနေနဲ့ပတ်သက်လို့ဒီလိုမျိုးတိုက်ခိုက်မှုတွေမြင်ရတွေ့ရတဲ့ခါကျရင်အရန်အားရကျွန်တော်ရဲ့ဒီတော်လိုင်းရေးမှာလည်းဒီ drone အနေနဲ့ပတ်သက်လို့ပေါ့နော်အရန်အသုံးပြုစီခြင်းနဲ့တပ်ဖွဲ့တွေအတွက်လည်းအရန်ထိရောက်တယ်ပေါ့နော်တပ်ဖွဲ့တွေကမြေပြင်ကနေတွားနေတဲ့လမ်းကြောင်းအပြင်ကမှဝေဟင်ကနေကြည့်ပြီးတော့ဘယ်နားမှာရန်သူကတ်လာတယ်ဘယ်နေရာကိုရန်သူချစ်တက်နေတယ်မတို့ကဘယ်လမ်းကြောင်းကိုတွားရမယ်ဆိုတဲ့ဟာတွေကစအပေါ်စီးကနေအများကြီးပဲကြည့်ပြီးတော့အာဒါအသုံးဝင်အောင်လုပ်နိုင်တာတွေရှိတယ်ပြီးတော့ရန်သူရဲ့စကန်တွေကိုပေါ့နော်ဒီ drone နဲ့ကင်းထောက်ပြီးတော့ ကျွန်တော်တို့တိုက်ခိုက်နိုင်တာမျိုးတွေလည်းအများကြီးရှိခဲ့ပဲဗောနော်အဲအကြောင်းလိုအပ်နေတဲ့အဖွဲ့တွေကလည်းအခုချိန်ထိရှိကြတော့မယ်ဒါတွေကအရန်အသုံးဝင်တဲ့ပစ္စည်းပစ္စည်းတွေဖြစ်တယ်ဒါပေမဲ့တန်ဖိုးအားဖြင့်တော့ကျွန်တော်တို့တပ်ဖွဲ့တွေကဒါပေမဲ့တန်ဖိုးအားဖြင့်တော့အရန်စည်းကြီးလွန်းတာတွေဖြစ်တဲ့အတွက်ဗောနော်ပြည်သူတွေကူညီမှပဲရမှာဗောနော်အဲ့တော့အဲ့လိုမျိုးတွေကျွန်တော်တို့တပ်ဖွဲ့ရှိမှလည်းဤပညာတကယ်ကိုကောင်းမွန်တဲ့ဤပညာတွေတီထွင်နိုင်တဲ့လူငယ်တွေအများကြီးရှိတယ်အောင်မြင်နေတဲ့ဒါတီထွင်မှုတွေလည်းရှိတယ် အဲ့တော့ပံ့ပိုးမှုတွေလိုအပ်နေတာဖြစ်တယ်ပေါ့နော်အဓိကတော့ဒါခုနယူကရိန်းကလုပ်တယ်လို့ပေါ့နော်အာသူသူကတော့ဒါနိုင်ငံနဲ့ခြိတာဖြစ်တဲ့အတွက်ဒါအစိုးရကနေပြီးတော့ပြည်ပြည်ဝပံ့ပိုးပေးနေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာကျတော့ဒါပြည်သူကပဲတက်နေသလောက်ပံ့ပိုးပေးတဲ့ဟာတွေနဲ့ပဲသွားရတယ်ပေါ့နော်အဲ့တော့ဘလူပဲဖြစ်ဖြစ်တက်နေသလောက်တော့ပံ့ပိုးပေးကြစီခြင်းနဲ့အဓိကတော့ဒီ drone တွေကစစ်မြေပြင်မှာအရန်တိရောက်တဲ့တိုက်ခိုက်နိုင်တဲ့လက်နက်ကြီးတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဒါကြောင့်တက်နေသလောက်ကူညီပေးကြဖို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်